င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမှာစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင် ရောက်ရှိနေခြင်းစမ်းကြည်ရေလှုပ်ရှားမှုဖြင့်ဧပြီလ4ရက်နေ့တရက်ထဲထိုင်းရောက်မြန်မာလူသမားတွေအလုံးမစင်းရန်နဲ့အနက်ရဝတ်ဆင်ကြရန်နှိုးဆော်ပါတယ်။စစ်ကောင်စီရဲ့အပြစ်ခတ်ရဲစဲရေးမှာစီးမရှိကမ်းမရှိတိုက်ချင်ရတိုက်နေပြီး ကိုယ်ကျင်ညာချက်ကိုပြန်ချိုးဖောက်နေရလို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောတဲ့သတင်းပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံမှာဘင်းဆက်အစည်းအဝေးကိုတက်ရောက်ဖို့ရောက်ရှိနေတဲ့မေအောင်လိုင်းကနိုင်ငံငံတကာအတိုင်းဝမ်းကိုခွေတိုးဘောက်ကနေဝင်ဖို့ကြိုးပမ်းနေတဲ့အတွက်မင်းအောင်လိုင်းကိုစန့်ကျင်ရေးလှုပ်ရှားမှုဖြင့် ဒီကနေ့ဧပြီလ၄ရက်နေ့တရက်ထဲထိုင်းနိုင်ငံရောက်မြန်မာလူသမားတွေအလုံမစင်းတာနဲ့အ내ရဝှစ်စင်ကြတာတွေဆောင်ရွက်ကြဖို့အတွက်မြန်မာຫນွေဦးတော်လင်လူထုတပိတ်အင်အားစုကတိုက်တွန်းထားပါဗျ။ထိုင်းနိုင်ငံကမြန်မာနိုင်ငံသားအလုံသမားတွေအနေနဲ့အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းဘင်းစတဲ့အစည်းအဝေးတက်ရောက်နေခြင်း၂၀25ခုနှစ်ဧပြီလ၄ရက်နေ့မှာအလုံမစင်းခြင်းနဲ့အကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်ကြောင်းပြသဖို့အတွက်ထိုင်းနိုင်ငံတွင်နေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသူတွေနဲ့အတူ ရပ်တည်နေတဲ့နိုင်ငံတကာအနေနဲ့လည်းမင်းအောင်လှိုင်ဘင်းဆက်အစည်းအဝေးကိုတက်ရောက်နေချိန်မှာအနက်ရာအဝတ်စားတွေကိုဝတ်ဆင်ကြခြင်းနဲ့အကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်ကြောင်းပြသဖို့အတွက်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။မင်းအောင်လှိုင်ဟာရိုရင်ဂျာလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုတွေအာဂျင်တီးနားနိုင်ငံဘူနိုအေရစ်တရားရုံးကဖရန်ထုတ်ထားပြီးမဲ့လည်းငလင်ဒန်သစ်နေချိန်ကာလမှာတော့အရက်သားပြည်သူတွေကိုဆက်လက်တပ်ဖြတ်နေတဲ့မင်းအောင်လှိုင်ကိုအစည်းအဝေးတက်ရောက်ခွင့်ပြုတာဟာမြန်မာနိုင်ငံကနေနာသူ ူပြည်သူတွေကိုစာနာမှုမဲ့လစ်လော်ရှုတာဖြစ်တဲ့အတွက်ဘင်းဆက်အစည်းအဝေးရဲ့တပ်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော်လှန်အင်အားစုတွေကရှုံချလို့လည်းသတင်းထုတ်ပြန်ထားပါရရှင်။ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဘင်းဆက်အစီဝေးတရောက်ဖို့ဖိတ်ခေါ်တဲ့ထိုင်းဆိုရအဖွဲ့ကိုရှင်းလင်းချက်ပေးရန်အတွက်ထိုင်းလွှတ်တော်အမတ်တွေကတောင်းဆိုလိုက်ပါတယ်မင်းအောင်လိုင်ကိုဘန်ကောက်မြို့ကိုဖိတ်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ပေတောင်တန်နဝက်ထရာအစိုးရအဖွဲ့အနေနဲ့ဖြည့်ရှင်းချက်ပေးဖို့ထိုင်းအမတ်တွေကလွှတ်တော်ကနေတစဉ်တောင်းခံနေတာလည်းဖြစ်ပါတယ်။ဧပြီလ3ရက်နေ့ဘန်ကောက်မြို့မှာကျင်းပမယ်။ဘင်္ဂလားပင်လယ်အော်ပူပေါင်းဆောင်ရည်အဖွဲ့ဆိုပြီးတည်ကြတယ်။ဘင်းစတက်အစည်းအဝေးကိုမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လက်ရှိထိုင်းအစိုးရအဖွဲ့ကဖိတ်ခေါ်ထားတာလည်းဖြစ်ပါတယ်။တရားမျှရေးပါတီကလွှတ်တော်မှကန္နာဝေကမြန်မာဆရာနာရှင်ဟာဘယ်နိုင်ငံဘယ်ထိပ်သီးအစည်းအဝေးမှာတက်ရောက်ခွင့်မရတာကြပြီဖြစ်တယ်လို့ရုရှားတို့တရုတ်တို့ပဲသူ့ကိုအဖက်လုပ်ပြီးဖိတ်တဲ့အတွက်အဲ့ဒီနိုင်ငံတွေပဲသွားလို့ရခဲ့တာဖြစ်ပြီး အခုတော့မင်းအောင်လှိုင်တတိယမြောက်ခြေချတဲ့နိုင်ငံကထိုင်းနိုင်ငံဖြစ်လာလို့လဲဆိုထားပါဗျ။အရက်သားပြည်သူတွေရှိရာနေရာတွေကို နေ့စဉ်ဘုံကျဲတက်ခတ်နေတဲ့မြန်မာဆက်အနာရှင်ခေါင်းဆောင်မေအောင်လိုင်ကိုထိုင်းဆိုရကဖိတ်ကြားထားတဲ့ကိစ္စကိုထိုင်းပြည်သူတွေကရှင်းလင်းချက်ပေးဖို့အတွက်တောင်းဆိုတာဖြစ်တယ်လို့လည်းကန္နာတွေကဆိုထားပါဗျ။စစ်ကောင်စီကငလင်လှုပ်ခတ်ခဲ့တဲ့မလ28ရက်နေ့ကနေမလ31ရက်နေ့ထိ လေကြောင်းတက်ခတ်မှုပေါင်းအကျိန်20ကိုလုဆောင်ခဲ့ပြီးမြန်မာပြည်သူအရက်သား12ဦးထိတေဆုံးခဲ့ရတယ်လို့တရားမျှရေးပါတီကလွှတ်တော်မှကနာဝေကထိုင်းသတင်းဌာနတွေကို ပြောဆိုထားပါတယ်မြန်မာနိုင်ငံအတွင်းကဒီမိုကရေစီအင်အားစုတွေအပါအဝင်တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမင်းအောင်လှိုင်ကိုလူလူလားလားဆက်ဆံနေတဲ့ထိုင်းဆိုရအဖွဲ့ကို ကန့်ကွက်ထားတယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့မင်းအောင်လိုင်းဟာဘန်ကောက်မြို့ကိုဧပြီလ3ရက်နေ့ညနေပိုင်းမှာရောက်ရှိလာပြီလည်းဖြစ်ပါရဲ့ရှင်။ဒီတခါမှာတော့အကျန်းဖက်စစ်ကောင်စီရဲ့အပြစ်ခတ်ရစဲရေးမှာ စီးမရှိကမ်းမရှိဖြစ်နေပြီ တိုက်ချင်ရာတိုက်နေကကိုကျင်ညာချက်ကိုပြန်လဲချိုးဖောက်နေတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ်ဘုံမူကြီးနော်ဘူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေစတင်ပြီးဧပြီလ22ရက်နေ့ထိရက်ပေါင်း20ကြာအပြည့်အခက်ရက်စဲတယ်လို့ကြေညာခဲ့ပေမဲ့မနေ့ကမနေ့ပိုင်းကဝိုင်းမော်ကိုစစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ဗမော်မှာလည်းနေရောညပါလေရင်နဲ့ဘုံကျဲနေပြီးအင်းတော်မှာလည်းစစ်တပ်ကလေရင်နဲ့ဘုံကျဲနေရလို့ဝမ်မူကြီးတော်ဘုကရှင်းပြပါတယ်စစ်ကောင်စီရဲ့အပြစ်ခတ်ရစဲရေးဟာဘယ်အဖွဲ့နဲ့မှသဘောတူညီချက်မယူဘဲတစ်ဖက်သက်ကြီးညာခဲ့တာဖြစ်ပြီးအဲ့ဒီကြီးညာချက်ကိုတော့စစ်တပ်ကပြန်လဲချိုးဖောက်နေရလို့လည်းဘုံမူကြီးတော်ဘုကရှင်းပြပါတယ်ဒါအပြင်စစ်ကောင်စီကဘယ်တော့မှဂရိတီးတဲ့အဖွဲ့အစည်းမဟုတ်သလိုစီးမရှိကံမရှိ တိုက်ချင်ရာတိုက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့လည်းဆိုထားပါဗယ်လက်ရှိမှာမင်းအောင်လိုင်းကအပြစ်ခတ်ရက်စဲကျင်ကြတာဟာဘန်ကောက်မြို့မှာပြုလုပ်မဲ့ဘင်းဆက်အစည်းအဝေးတက်ရောက်ရာမှာအပြအကောင်းစီရနေနိုင်ငံကဖိအားပေးမှုမရှိစေဖို့လှုံ့ဆော်တဲ့ကျင်ညာမှုလည်းဖြစ်နေလို့ဗိုလ်မှူးကြီးနော်ဘူကသုံးသပ်ပြောဆိုထားပါတယ်ရှင် တက်ဆက်ထဲမှာပဲအကြမ်းဖက်စစ်ကောင်စီရဲ့အပြစ်ရဲ့ကြီးညာချက်ဟာလီစဲလှည့်ဖျားမှုသာဖြစ်ပြီးညောင်မြို့နယ်အတွင်းကိုမနစ်ကမနက်ပိုင်းမှာတင့်ကားနှစီးနဲ့စစ်ကြောင်းထိုးပစ်ခတ်နေတယ်လို့ NUG ကာကွယ်ဝင်ထဏကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်မနစ်ကဧပြီလ3ရက်နေ့မနက်6နာရီလောက်မှာမန္တလေးတိုင်းညောင်ဦးခရိုင်ညောင်ဦးမြို့နယ်ငတရောက်ရဲစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာတင့်ကားနှစီးနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ် အကျန်းဖက်စစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကမြေတပ်တောင်ရွာမူပင်ရွာကျအိုချင်းရွာတွေပြည်သူပိုင်နေတွေကို .5 ဆက်တနက်တွေအပါအဝင်လက်လက်မျိုးစုံနဲ့လည်းပစ်ခတ်နေတာလည်းဖြစ်ပါတယ်အဲဒီစစ်ကြောင်းဟာအင်အား600ခန့်ပတ်ဝန်းပြီးမလ20နေ့ကနေစတင်ကညာဦးမြို့နယ်နဲ့6မြို့နယ်အကြားကကြည့်ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးပြည်သူပိုင်နေတွေကိုမိရှို့တာ ဒေသပြည်သူတွေကိုဖမ်းဆီးတာနဲ့ပြည်သူပန်တမိုးရှိပစ္စည်းတွေကိုအထမခိုးယူလူရတာတွေကိုပြုလုပ်နေတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါဗျ။ဂျပန်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးကပြည်သူတို့အပေါ်ကိုတိုက်ခိုက်နေတာကြောင့်ဒေသနဲ့ပြည်သူ2000ခန့်ဟာစစ်ဘေးရှောင်နေရတယ်လို့လည်းသိရပါဗျ။ဂျပန်စစ်ကောင်စီတပ်ဟာအပြစ်ရက်တယ်ဆိုပြီး ကျင်ညာထားပေမဲ့လက်တွေမှာတော့လေကြောင်းတက်ခိုက်မှုတွေပြုလုပ်တာနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေကိုစင်စစ်မပြတ်ပြုလုပ်နေရလို့လဲ NUG အစိုးရကာကွယ်ဝန်ထမ်းတာကတည်င်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်ဆက်လက်ပြီးတော့ မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကတဖက်သက်အပြစ်ရက်တော့လဲစစ်ကောင်စီကနောင်ချိုမြို့နယ်ကိုထိုးစစ်ဆင်ပြီးစစ်ရင်အားဖြစ်တင်းမှုတွေလှုပ်ဆောင်နေရလို့တောင်းဒီရနယ်လေးကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ဧပြီလ၃ရက်နေ့နေ့လယ်၁၂နာရီမှာစစ်ရင်တန်း9စီးနဲ့လူအင်အားဖြစ်တင်းနေပြီးအင်ဒေါခါနေကြောက်ကို တောင်ချေအမတာ902ကိုစစ်ကူအင်အားဖြစ်တင်းနေခဲ့လို့လည်းသိရပါဗါးဒါအပြင်တပေချင်းမြို့နယ်ခုနှစ်မိုင်မှာလည်း Jet Fighter နဲ့၄ကျင်းဘုံးရှစ်လုံးကိုလာရောက်ကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါဗါးစစ်ကောင်စီတပ်ဘက်မှာလည်း April 2ရက်နေ့ကနေ20ရက်နေ့ထိအပြစ်ရက်တယ်လို့ကြေညာထားပြီးနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိတ်မှန်နေ့ရက်လို့ထုတ်ပြန်ကြေညာထားပေမဲ့ လေချောင်းကနေနေ့စဉ်အသုံးပြုတိုက်ခိုက်နေကြလဲဖြစ်ပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘက်ကငလင်လန်တဲ့ပြည်သူတွေနဲ့လူမှုရဲ့အခက်အခဲတွေကိုစာနာထောက်ထားတဲ့အနေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ပဲတလတာတစ်ဖက်သက်အပြည့်ရဲ့ကြောင့်ဧပြီလ1ရက်နေ့ကထုတ်ပြန်ကြေညာထားခဲ့ပါတယ်။အလားတူစစ်ကောင်စီကကချင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းမန္တလေးတိုင်းအပါအဝင်နိုင်ငံတော်မှာထိုးစစ်တွေကိုဆက်လက်ဆွနဲနေတာကိုလည်းတွေ့ရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုံကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းကျွရကအကြက်ဖက်စစ်တရဲ900နှစ်တက်စကန်ကအကြက်ဖက်တပ်သား3ဟာတနက်3လက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့လို့ PS Celebrity ရဲ့နယ်လေသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ကြေညာထားပါဗျ မတ်လ28ရက်နေ့မွန်လွယ်3နိုင်ခန့်မှာတောင်းတန်တော် DNL တပ်ဖွဲ့စီကိုစစ်ကောင်စီတပ်သား3ဟာတနက်3လက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒါအပြင်တိုက်ပွဲအတွင်းမှာလည်းသူတို့ကိုဥဆောင်တဲ့ပိုကြီးအဆင့်ရှိသူတို့ဟာလည်းတည်ဆုံးခဲ့ပြီး ဥဆောင်မဲ့သူမရှိတဲ့အတွက်ကြောင့်ထွက်ပြေးလာတာဖြစ်တယ်လို့လည်းအလင်းဝင်ရောက်လာစင်မှာပြောဆိုခဲ့ပါတယ်။တောင်းတက်မလို့ TNL အဖွဲ့ကိုလာရောက်အလင်းဝင်တဲ့စစ်ကောင်စီတပ်သား၃ဦးကို PS Celeb TNL အဖွဲ့ကထိမ့်သိမ်းကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း TNL ကပြောထားပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ10ရက်နေ့ကလည်း တီဘောမျိုးအခြေဆိုင်တက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံချင်းမြန်တရင်ငါးတုံညာနှစ်နဲ့ငါးတုံညာလေးစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်စင်မှာဖမ်းဆီးရမိထားတဲ့တပ်မိသားစုဝင်190တဦးကိုလည်း PSLDNL ကလူသားချင်းစာနာထောက်ထားသောအပြင် ပြန်လွတ်ပေးခဲ့လို့လည်း PSLDNL သတင်းတင်ပြန်ကြားရေးဌာနကပြောဆိုထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါအရရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရခြင်းကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ